ဖော်ဘောမဆာပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ကတော့ဒီတမိုင်းတွေကဖြစ်ရတခုပေါ့နော်ဘောလုံးနဲ့လည်းဆက်နွယ်တယ်အထူးသဖြင့်တော့ဒီလီဗာပူးအသင်းနဲ့ဆက်နွယ်တဲ့တမိုင်းဖြစ်ရတခုကိုအဲကျွန်တော်ဒီ sharing လုပ်သွားဖို့ရှိတယ်ပေါ့ဆိုတော့ဘောလုံးပွဲတွေကမနေ့ကကျွန်တော်ပြောသလိုပဲဟိုဒါ club world cup ပေါ့နော်ဒီအဆုပွဲတွေတော့ကျွန်တော်သိဘာမှလည်းဆက်ပြောပြမှာမဟုတ်ဘူးဘယ်အသင်းပွဲမှလည်းပြောမှာမဟုတ်ပွဲတွေတော့ပုံမှန်ကြည့်နေတယ် ်အဲသို့တော့ဒီရှုံးထွက်အဆင့်လောက်ရောက်လာတဲ့အချိန်ကျရင်တော့ဒီ review တွေပြန်လုပ်ဖို့ရှိတယ်တော်တော်ဆယ်ကတော့အဲ့လိုမျိုးကိုယ်ကျင်ထဲမှာပြောချင်တာလေးတွေပြိသက်တွေကိုညှောက်ချင်တာလေးတွေပဲအဓိကဒါပြောသွားဖို့စဉ်းစားထားတာပေါ့အဲ့ထဲမှာမှဒါ Liverpool ဒီ Britain ရဲ့နိုင်ငံတော်သချင်းကိုဘာကြောင့်အမြဲတမ်းလောင်ပြောင်းရတာလဲပြီးတော့ဒီ program FA Wembley ကမှာကစားတဲ့ FA Club ပို့လို့ပွဲမှာလောဘူးအသင်းတွေရဲ့ဒီ လောင်ပြောင်မှုတွေအစိုးရပေါ်လောင်ပြောင်မှုတွေဆိုတော့ဒီအရာတွေဘာကြောင့်ဖြစ်လာသလဲဆိုတာကဟိုအရန်ကြီးမားတဲ့သမိုင်းကြောင်းတစ်ခုအဖြစ်ပေါ့နော်ဒီကောင်ကရှိခဲ့တာပေါ့လောဘပရိသတ်တွေကဘရိတိန်အစိုးရအပေါ်မှာဘယ်တော့မှအခဲကြီးမဟုတ်သူတို့ရဲ့နှာကြီးမှုတွေကနေ့တည်းကြာလာနေအမြပို့ပြီးတော့နှက်ဆိုင်လာတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့အထိကပြောကြတာ ဆိုတော့ Margaret Thatcher ဆိုတဲ့နာမည်ကဒီနိုင်ငံတကာသတင်းတွေကိုစိတ်ဝင်စားတဲ့သူတွေနိုင်ငံတကာသတင်းတွေကိုလေ့လာတဲ့သူတွေဝါသနာပါတဲ့သူတွေဆိုရင်ဒီ Margaret Thatcher ဆိုတဲ့နာမည်ကအရင်းအမြစ်ပြသဖြစ်လိမ့်မယ် Britain ရဲ့အမျိုးသမီးဝန်ကြီးချုပ်အဲသူ့ကိုတကယ်ဟို Britain ရဲ့တမိုင်းမှာတကယ်အတမ်းလို့မှပြောတဲ့စိတ်သက်ပိုင်ရှင်အမျိုးသမီးကြီးတူအဖြစ်အတိမတ်ပြုကြတယ် နိုင်ငံတကာမှာလည်းဂုံသတင်းကောင်းတွေရှိတယ်ပေါ့နော်မကြိုက်တဲ့သူတွေလည်းရှိတယ်ပေါ့အဲမကြိုက်တဲ့သူတွေထဲမှာတော့သူတို့ဒီ Britain England ရဲ့ပြည်ရင်းကမျိုးတစ်မျိုးဖြစ်တဲ့ Liverpool ကတော့အဆိုးဆုံးပဲလို့ပြောလို့ရတယ်အခုဆိုဒီ Margaret Thatcher ဒီ Downing Land ပေါ့နော်အမှတ်30 Downing Land နေအိမ်ကနေပြီးတော့ဒီထွက်ခွာသွားခဲ့တာကဆယ်သုံးနဲ့သုံးခုကျော်လာပြီဆယ်သုံးနဲ့သုံးခုကျော်လေးခုနီးပါးဖြစ်လာပြီเนาะ35နှစ်ရှိသွားပြီပေါ့အမှတ်30 Downing Land ဆိုတာက Britain ရဲ့ဝင်ကြီးချုပ်အဆက်ဆက်နေတဲ့အိမ်ပေါ့လေ ီအစိုးရအင်အားပေါ့အဲ့ဒီအဲ့ဒီကနေပြီးတော့ထောက်ခတ်သွားတာကြာပြီပေါ့ဒါပေမဲ့ကြာမြင့်လော်ဘဘူးအတွက်ကကြာတော့အဲ့ဒီမာဂရက်သချာဆိုတဲ့နာမည်ကသူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲအတွေးထဲမှာသူတို့ရဲ့စိတ်ကူးတွေထဲမှာသူတို့ရဲ့ဟိုအရေးတစ်ခုဖြစ်အရေးမဲတစ်ခုဖြစ်အများတန်းဖုံးလွှမ်းနေတဲ့အရာပေါ့မာဂရက်သချာရဲ့ခေတ်ဟာလော်ဘဘူးအတွက်ကြာတော့ဘယ်လိုပြောရမလဲဆိုတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ ိုင်ငံရေးနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တစ်ခုမျှတာမဟုတ်ပဲနဲ့ရင်ကျေးမှုဆိုင်ရာဒဏ်ရာတစ်ခုလို့ပြောလို့ရတယ်ဘလို့တကယ်ဘာကြောင့်ဒီ cultural war လို့သုံးလဲဆိုတော့ဟိုစွန့်ပယ်ခံရခြင်းရဲ့သင်္ကေတပေါ့နော် Margaret Thatcher ဆိုတာကလိုဘူးအတွက်ဆိုရင် Margaret Thatcher ဆိုတဲ့နာမည်ဟာစွန့်ပယ်ခံရခြင်းရဲ့သင်္ကေတဟိုသူတို့ကိုတင်းကျပ်ပိတ်ဆို့ခံရခြင်းရဲ့သင်္ကေတတစ်ခုဖြစ်တယ်ဒါကြောင့် ်တက်ချရဇမ်ဆိုတာကဒီမာဂရက်တက်ချာနဲ့ပတ်သက်တဲ့ဒီဘယ်လိုခေါ်မလဲအယူအဆတစ်ခုပေါ့နော်ဒီတက်ချရဇမ်နဲ့လီဗာပူးလီယန်ဆိုတာကလီဗာပူးမြို့သားတွေကြားထဲမှာတင်းမှာမဟုတ်ပါဘယ်တော့မှအဆုံးသက်သွားမှာမဟုတ်ဘူးအဲ့ပေါ်မူတည်ပြီးတော့ဘရစ်တိန်အစိုးရနဲ့လီဗာပူးမြို့ကြားကတင်းမှာမဟုတ်ပါဘယ်တော့မှအဆုံးသက်သွားမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီမိုဝါရတစ်ခုတည်းအကြောင်းစတင်ခြင်းမိုဝါရတစ်ခုတည်းအကြောင်းအဆုံးသက်သွားခြင်းလည်းမဟုတ်ဘူး ီဆယ်စုနှစ်တည်နဲ့ခြီပြီးတော့စီးပွားရေးပြတ်သုံးမှုတွေလူမှုရေးမတည်ငြိမ်မှုဆင်းရဲမွဲတေမှုတရားဝင်လက်လွတ်ရှုခံရမှုအဲ့ဒီအရာတွေနဲ့အတူလူပပူဟာဒီ protein အစိုးရဟိုမာဂရက်သချလက်ထက်ကလေးကစပြီးတော့မုံခဲ့တာပဲဆိုတော့ iron lady လို့ခေါ်တဲ့မာဂရက်သချကိုအဝန်ကြီးချုပ်စဖြစ်လာ1989မှာစဖြစ်လာတာ1989မှာသူဒီဝန်ကြီးချုပ်ဖြစ်လာတဲ့ဒီမှာမာဂရက်သချက ဒီ free market ရဲ့စွမ်းအားနဲ့တဆင့်တိုင်းပြည်ကိုသူ့ပြောင်းလဲမှုတွေလုပ်မယ်ဆိုတဲ့ဂရီကောနဲ့သူတက်လာတာသူဂရီကောလည်းကြည်ပါတယ်လော်ဘူးဟာအားလုံးသိတဲ့အတိုင်းပဲရှိပါလေကျွန်တော်ပြောခဲ့ပူတယ်တကယ် industrial base ပေါ့နော်ဒီစမှုစုံအခြေပြုမျိုးတစ်မျိုးပေါ့လော်ဘူးတို့မန်ချက်စတာတို့မန်ချက်စတာထက်တောင်မှလော်ဘူးကပို့ပြီးတော့ဒီစမှုစုံ market side industry ဒီစမှုစုံကပို့ပြီးတော့ဟိုဘယ်လိုပြောမလဲ အလုတ်သမားလူဒန်းစားပို့စံလေးတယ်မန်ချက်စတာကဒီ free market မှာလည်းစီးမောနိုင်တယ်စမှုဆောင်အခြေစားဆိုမှလီဗာပူးကအဲ့ဘက်မှာနည်းနည်းလေး socialist လဲစမ်းတယ်လော်ဘူးကအလုတ်သမားတမကတွေလည်းရှိတယ်လော်ဘူးက socialist လဲစမ်းတယ်လော်ဘူးကအဲပြီးတော့အလုတ်သမားလူဒန်းစားတွေများတယ်ကျွန်တော်တို့ကျွန်တော် packet ဘူးတဲ့စောက်တွေထဲမှာဆိုရင်ကျွန်တော် printer gas ဆိုတာကတည်းဒီ moment ပါလို့မှုတဲ့အချိန်မှာဒီ printer gas တို့ခန္ဓာဆလေထင်းတို့ တော့ဒီနံပါတ်ကြီးကဒီအခုရင်ပါပြီးသားဖြစ်နေမှာเนาะမြန်မာသမိုင်းထဲမှာဆိုလဲ Abrenakas လို့ Liverpool စိတ်ကန်းလို့ဒီ Post မှာစိတ်ကန်းလို့အဲ့ဒီမှာဟိုတာဝန်ယူခဲ့ဘူးတဲ့ဒါစစ်ဖို့ချုပ်တယောက်လို့ပြောရမှာပေါ့เนาะဆိုတော့ဟိုဒီလိုရှိတယ်ပေါ့ဒါ Liverpool ကဒါပေမဲ့မော်ရယ်တခြားအစိုးရလက်ထက်အဲ့ဒီ service base ကိုစီးပွားရေးကိုပြောင်းတဲ့အချိန်မှာကြတော့ Liverpool အတွက်ကြတော့အဲ့ဒီပြောင်းလဲမှုဟာ လွမြောက်ခြင်းမဟုတ်ဘူးချမ်းသာကြွယ်ဝခြင်းမဟုတ်ဘူးလောဘတို့ကြတော့ပြည်ပြည်တစ်ပြည်ပြည်တစ်ပြည်ပြည်နဲ့အသက်ရှူပိုကျက်လာတဲ့ပြောင်းလဲမှုဖြစ်နေတယ်စက်ယုံတွေပိတ်သိမ်းရတယ်အလုံးလက်မဲ့ဥယျာဉ်တွေများလာတယ်ပြီးတော့ဒီဘယ်လိုပြောမလဲအစင်းရမွေးတည်မှုကတစ်ပြည်ပြည်တစ်ပြည်ပြည်နဲ့ပိုပြီးတော့ကြီးမားလာတယ်အဲ့လိုနဲ့ဒီစိတ်ကမ်းမျိုးလေးဟာတစ်ပြည်ပြည်နဲ့ protein မှာဟိုတိကျဖြစ်လာတယ်လို့ပြောလို့ရတယ် Margaret Thatcher အစိုးရလက်ထက်မှာ protein ကတကယ်ကိုတိုးတက်လာခဲ့ပါအဲ့ဒါအမှန်တရား ဒါကြောင့်လည်းသူအာနာမည်ကောင်းကြံတာပေါ့ဒီမျိုးသမီးကြီးကသို့တော့သူ့အစိုးရဘိုင်းမှာ policy လွဲခဲ့တာကလည်းရှိတာပေါ့သူတို့စက်မှုဆောင်အခြေစိုက်မျိုးတွေစက်မှုဆောင်အားပြုလုံးတွေအလုံးသမားလူနာသားများလုံး ਨੇ မျိုးတွေအပေါ်မှာဒီသူထွက်ပေါက်မပေးခဲ့ဘူးပေါ့နော်ဆိုတော့ဒီအပြောင်းအလဲကိုဒီကိုစွဲပြီးတော့သူကခေါ်သွားတာထွက်ပေါက်မပေးခဲ့ဘူးဒီအပြောင်းအလဲကိုတဖြည်းဖြည်းဖြည်းချင်းနဲ့ဒီအစီမံကောင်းတွေနဲ့ချမှတ်ပြီးတော့အစီအစဉ်ကောင်းတွေချမှတ်ပြီးတော့ ိုပြောင်းလဲလာမျိုးမဟုတ်ပဲ ਨੇ အဲ့လိုဒီလိုဆွဲခေါ်တဲ့အခါကျတော့လီဗာပူးကတော်တော်ပြဿနာတက်ခဲ့တယ်။အော်စီဝါရေးကြာတော့ဘာဖြစ်လဲဆိုတော့စီဝါရေးကြာစင်မှုဒဏ်ကိုခံခံရင်ခံရင်ဆင်းရဲမှုတူမှုတိုးလာရင်လည်းသူတို့ပြတ်မှတ်ထားပြီးတော့ဟိုသူတို့ကိုခြံထားခဲ့သလိုကိုလီဗာပူးမျိုးကခံစားခဲ့ရတယ်ဘောမျိုးသားတွေကနောက်ဆုံးတော့နှစ်ဖက်ကြားထဲမှာတင်းမာမှုတွေအရန်ကြီးမားလာတယ်။အရန်ကြီးမားလာပြီးတော့1989မှာမာဂရက်သချာတက်လာပြီးတော့၃နှစ်အကြာအဲ အဲ့ဆိုတော့နှစ်နှစ်အကြာပေါ့နှစ်နှစ်ကျော်လောက်အကြာမှာဟို toss that ဒေသမှာအတီကီယုံနေဖြစ်ခဲ့တယ်ဒီဘောပြိသက်တွေအလောင်းမြို့သားတွေဘလို့မှမခံနိုင်တဲ့အစုံလောင်းမြို့သားဆိုလောပြိသက်တွေပါပဲအကြံဖတ်မှုတွေဖြစ်လာတယ်အဲ့ဒီအကြံဖတ်မှုတွေကို printing အစိုးရရဲ့ဒီနှိမ်နှင်းမှုတွေတားဆီးမှုတွေကဘာစစ်အပီးမှာစစ်ပီးခင်မှာ printing မှာအစိုးရဆုံးအတီကီယုံတွေထဲမှာပါဝင်ခဲ့တယ်အတီကီယုံတွေတခုဖြစ်ခဲ့တယ်စင်းရမွေးတည်တဲ့ အပြင်ကိုပြင်းပြင်းထန်ထန်ကြံ့ကြံ့တန်းတန်းကြီးရက်ဆက်ဆက်ဖြိုခွင်းခံရတဲ့လူအဖွဲ့အစည်းကနေပြီးတော့ဟိုဒေါသပို့ပြီးတော့ပေါက်ကွဲလာခဲ့တယ်။ဒါပေမဲ့ဒီမာဂရက်သက်ချာအစိုးရဟာအဲ့ဒီအရာတွေကိုလက်လူရှုခဲ့တယ်။ဒီမာဂရက်သက်ချာအစိုးရရဲ့တုံ့ပြန်မှုတွေကရက်ဆက်တယ်ပြီးတော့အရန်ဘလိုကောင်လဲဆိုတော့သွေးအေးပြီးတော့သွေးအေးရက်ဆက်ပြီးတော့အတွက်အချက်တွေနဲ့လှုပ်တဲ့အရာလို့ဒါလဘောင်းမျိုးသားတွေခံစားခဲ့ရတယ်ပေါ့ အဲ့နောက်ပိုင်းမှာလီဗာပူးဟာတဖြည်းဖြည်းနဲ့ဘရစ်တင်အစိုးရနဲ့ဝေးလာတယ်ဘရစ်တင်အစိုးရအနေနဲ့လည်းလီဗာပူးကိုမဟာဗျူဟာမြောက်စွန့်ပယ်ခြင်းနှိမ့်ချဆက်ဆံခြင်းဆိုတဲ့အပိုင်းတွေပါဟိုရှိလာတယ်လို့ရောမျိုးသားတွေခံစားတဲ့အခြေအနေတွေဖြစ်လာခဲ့တယ်ပေါ့ဆိုတော့ဒီအရာတွေကဟိုအမှန်နဲ့အမှားလေဆိုတာကတမိုင်းကိုကိုယ်တိုင်လေ့လာပြီးမှဆုံးဖြတ်ပါတယောက်နဲ့တယောက်အမြင်မတူတဲ့အတွက်ကျွန်တော်တို့တရားကိုဒီလောက်ပဲပြောမယ်ဆိုတော့အဲ့ဒီအခါမှာဒီဒီ ကိစ္စအပေါ်မှာလောဘပိဋကတ်တွေရဲ့နာကျင်မှုကတဖြည်းနဲ့ကြီးလာရင်ကြီးလာရင်ကြီးလာရဲ့နဲ့နောက်ဆုံးမှာအလုံးဝလက်ခွဲသွားတယ်ပေါ့နော်ဒီ trading အစိုးရနဲ့တူအူမျိုးနဲ့ကနှိမ့်နိုင်လို့မရတဲ့အခြေအနေဖြစ်ခဲ့တယ်။အဲ့ဒီအခြေအနေကနေတော့တခါ Heroes ဖြစ်ရဆိုးပေါ်လာတယ်။အဲ့တော့ Heroes ဖြစ်ရဆိုးမှာကဘာဖြစ်လဲဆိုတော့ဒီဘောလုံးကွင်းအတွင်းလူပြိုကျမှုပေါ့နော်လူပြိုကျမှုကနေတော့ Liverpool မြို့ကန် Liverpool ပြိုင်သက်68ဦးအသက်ဆုံးရှုံးခဲ့တယ်။ အဲ့တော့အဲ့ဒီအသက်ဆုံးရှုံးပြီးတော့အဲ့ဖြစ်ရဲ့ဒီဖြစ်ပြီးတော့နိုင်ပိုင်းအကြမှာပဲ breeding အစိုးရကနေပြီးတော့ပြင်ညာချက်တစ်ဆောင်ထွက်လာတယ်အဲ့ပြင်ညာချက်တစ်ဆောင်ကဒီရဲတွေရဲ့ရဲတပ်ဖွဲ့ရဲ့ဟို report အပေါ်မှာအခြေခံပြီးတော့မှန်ဤမှားဤစုံစမ်းစစ်ဆေးမှုမပါခဲနဲ့အဲ့အနောက်ကနေတန်အောင်လိုက်ပြီးတော့ breeding အစိုးရ Margaret Thatcher အစိုးရကနေထုတ်ပြန်ခဲ့အဲ့ထုတ်ပြန်မှုမှာ Liverpool ပြည်သက်တွေကိုပဲပြစ်တင်ထားတာဝေဖန်ထားတာရှုတ်ချထားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ် တကယ်တမ်းကျတော့အဲ့ဒီအရာကရဲတပ်ဖွဲ့ရဲ့စီမံခန့်ခွဲမှုအလွဲတွေဒီလူစုလူဝေးထိန်းချုပ်မှု အပိုင်းအားနည်းမှုတွေအဲ့ဒီအပိုင်းတွေကြောင့်ဖြစ်ခဲ့တယ်ဆိုတာကမာဂရက်တာချာအစိုးရမရှိတော့ဘူးနောက်နှစ်ပေါင်းနောက်ထပ်ဆယ်စုနှစ်နှစ်ခုလောက်အကြာဒီဒီဘက်ခေတ်ကိုရောက်လာတဲ့အချိန်ကျတော့မှဒီဖြစ်ရက်ကိုတခြားပြန်လိုက်ပြီးတော့စနစ်ကြဒီဟိုလို့ကောမလဲစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါကျတော့မှတာဟာပြည်သက်တွေကြောင့်မဟုတ်ပဲနဲ့ စီမံခန့်ခွဲမှုအမှားကြောင့်ဖြစ်တယ်ဆိုတဲ့ဟာ report ထွက်လာအဲ့ဒီမှာ market structure ကမရှိတော့ဘူးမရှိတော့ပေမဲ့ဒီ market structure အစိုးရဟာ one day ပူဆွေးနေတဲ့ဒီ Liverpool မြို့သားတွေမိသားစုတွေပြည်သက်တွေကိုသူတို့မှားယွင်းဆွဆွဲပြီးတော့ဟိုဘလို့ခေါ်မလဲရဲတပ်ဖွဲ့ရဲ့အနောက်ကိုတိုင်အောင်လိုက်ခဲ့တဲ့ရဲတပ်ဖွဲ့ရဲ့ရေးတဲ့ဇာတ်ကြောင်းရဲတပ်ဖွဲ့ရဲ့ narrative ကိုသူတို့သူတို့ like ခဲ့ခြင်းကိုဘယ်တော့မှမမေ့နိုင်ဘူးမမေ့နိုင်တဲ့အတွက် Liverpool ပြည်သက်တွေဟာသူတို့ဟာဒီ အရာနဲ့ပတ်သက်ပြီးတော့အကူအညီမရရင်နေအမှန်တရားထွက်ပေါ်လာမယ်အစားတသက်ကြီးလုတ်ကြံဖြစ်တင်ခံရတယ်ဆိုပြီးခံစားရတယ်အဲ့ဒီနာကြီးချက်ကပဲအမွေနှစ်ဖြစ်သွားပြီးတော့1990မာဂရက်တချာယာရူကနှုတ်ထွက်သွားတဲ့အခါမှာမာဆစ်ဆိုင်ဟာအဲ့ဒီနာမည်ဒီသက်ချာရီဇမ်ဟာသူများတွေအတွက်အတိတ်ဖွင့်ဆိုပုံကတမျိုးလော်ဘူးမျိုးအတွက်လော်ဘူးမျိုးသားတွေအတွက်လော်ဘူးပြည်သက်တွေအတွက်အတိတ်ပဲဖွင့်ဆိုပုံကတော့စွန့်ပယ်ခံရခြင်းနဲ့တစ္ဆာပေါက်ခံရခြင်းရဲ့နမိတ်ပုံဖြစ်လာတယ် သူ့ရဲ့စီဝိုင်းမူဝါဒတွေစီဝိုင်းပိုင်းဆိုင်ရာတိုးတက်မှုတွေဟာဟိုသူ့စိတ်ဒီအစိုးရဟာဒီအရာတွေအတွက်ဒီဇိုင်းထုတ်ထားတဲ့ ideology တွေကိုထုတ်ဒီဘယ်လိုခေါ်မလဲဟိုပြုပြင်ပြောင်းလဲခဲ့တာမှန်ပေမဲ့လော်ဘူးအတွက်တတ်တတ်ဆိုရင်တော့ဒါဟာလော်ဘူးရဲ့ဟိုအတွင်းထဲကအနာအဖြစ်စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေအဖြစ်ကြံခဲ့တယ်ပြီးတော့ဟိုတစ်နှစ်မဟုတ်နှစ်နှစ်မဟုတ်ဆယ်စုနှစ်တင်နေချီပြီးတော့သူတို့ကဆင်းရဲကြက်တက်ခဲ့တယ်ဒါကြောင့် လီဗာပူးမြို့မှာကာဆာကဲတဲ့ပါတီကဘယ်တော့မှမနိုင်ရွေးကောက်ပွဲတွေမှာလီဗာပူးမြို့အတွက်ဆိုရင်လီဗာပါတီကမဲရတေချာပြီးသားဆိုလိုပြောလို့ရတယ်ကာဆာကဲတဲ့ပါတီနဲ့လီဗာပူးမြို့ကြားတိုင်းကဘယ်တော့မှလည်းပြန်ညှိနိုင်လို့ရမှာမဟုတ်တော့ဘယ်တော့မှလည်းယုံကြည်မှာမဟုတ်တော့လီဗာပူးမြို့ရဲ့ဒီအဖိုးကြီးတွေကနေပြီးတော့အဖေတွေအဖေတွေကနေပြီးတော့တာသမီတွေကဲ့သည့်ဒီအရာအပေါ်အစိုးရရဲ့တစ္ဆာဖောက်ခြင်းအစိုးရတစ္ဆာဖောက်ခံရခြင်းပေါ့နော်သူတို့အတွက်ဆိုဒီတစ္ဆာဖောက်ခံရခြင်းစွန့်ပယ်ခံရခြင်းကိုသူတို့ဟာတက်ဆင်ကန်တက်ဆောင်ရင်းနဲ့ နာကြီးချက်တွေကအများအတိုင်းရှိတယ်။ဒါကြောင့်လေဒီဝမ်ဘလေးကွင်းမှာဆိုတော့ဒီဘက်ခေရောက်လာတဲ့အခါကျတော့တချို့တွေကတော့ဒီလိုဘပူးမျိုးသားတွေဒီဒီ National Anthem ဟိုနိုင်ငံတော်ချင်းဆိုတဲ့အချိန်နိုင်ငံတော်ချင်းဆိုတဲ့အချိန်မှာအဲ့လိုဘွားမျိုးဘူးလောက်တော့ All Hitter တောင်းပြောင်းတာတွေဝေဖန်သူတွေရှိတယ်။နိုင်ငံရေးဘက်ကရောအားသာဘက်ကရောဒီ Journalist တွေကြွန့်ကျင်သူတွေဒါပေမဲ့လိုဘပူးမျိုးဘက်ကခံယူထားတာကအဲ့ဒါကသူတို့ကဒီဘယ်လိုခေါ်မလဲဆိုတော့ ဗြိတိန်ဆိုတဲ့နိုင်ငံကြီးကိုသူတို့ကလောင်ပြောင်လာမဟုတ်ဘူးသူတို့ခံစားခဲ့ရတဲ့အရာတွေအတွက်ဒါဟာသူတို့ရဲ့ဆန္ဒကိုထုတ်ပေါ်ပြသခြင်းတစ်ခုသူတို့ရင်ထဲမှာနတ်နတ်ရှန်ရှိနေတဲ့အမာရွတ်တွေဟာခုထိမပြေလည်သေးဘူးသူတို့အပေါ်ဟိုတာဝန်မကြည့်ဘူးဆိုတော့မကျင်တဲ့ချက်တွေအရာနိုင်ငံရေးဆန္ဒပြမှုဆိုလို့သူတို့ခံရတာဆိုတော့တက်ချာကတော့မရှိတော့ဘူးလေဘပူးနဲ့ဒီတက်ချာအစိုးရရဲ့ဆက်ဆံရေးကလည်းကမပြီးဆုံးသွားသလိုအဲ့ဒီနောက်ပိုင်းတက်လာတဲ့အစိုးရအဆက်ဆက်ကိုလည်းဘယ်သူပဲတက်လာတက်လာလေဘပူးမျိုးဟာ ဟိုအယုံကြည်မရှိတော့ဘူးလီဗာပူးရဲ့ spirit အနေနဲ့ပြောမယ်ဆိုရင်ဒီလက်သူတို့လက်ဆိုင်ခံတည်ဆောင်တာကသူတို့ရဲ့ဂီတာတွေသူတို့ရဲ့ဘောလုံးတွေပြီးတော့သူတို့ရဲ့ဒီလူအဖွဲ့အစည်းဟာ president အစိုးရကိုသူတို့ကဘယ်တော့မှကိုယ်ကမပြုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့ပုံစံမျိုးဘယ်တော့မှတိတ်တိတ်ဆိတ်ဆိတ်နေကြအကြောင်းမရှိဘူးငါတို့လုပ်တဲ့လုပ်ဒီဘောလုံးကွင်းထဲမှာပဲဖြစ်နေပြီစီဆိုတဲ့ပုံစံမျိုးဒါဒါကဒီလော်ဘူးမျိုးနဲ့ဒီ president အစိုးရကြားထဲကနာကြေးချက်တင်တဲ့ပတ်သက်ပြီးတော့ ဖြစ်ခဲ့တဲ့တမန်ကြောင်းပေါ့နော်အဲ့ဒီတမန်ကြောင်းကိုဒါပရိသတ်တွေကိုပြန်လဲမျှဝေခြင်းဖြစ်ပါတယ်အဲကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးတင်ပါတယ်အဲတချို့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာမရှိပါဘူးတချို့ပရိသတ်တွေအတွက်တော့ဟိုဒါဟာဟိုဘယ်လိုခေါ်မလဲ knowledge ဘန်ဆိုင်ရာဟိုသိမှုအမြင်မှုပို့ပြီးတော့ကျေပြန့်လာလိမ့်မယ်နှစ်ဆိုင်လာလိမ့်မယ်ဟိုဒီထက်ပို့ပြီးလေ့လာဖို့လိုတယ်ပေါ့နော်ကျွန်တော်ဒါအပေါ်ရန်ကိုပဲပြောသွားတာဟိုဒီထက်လေ့လာဆက်ပြီးတော့ ဟိုဝါသနာပါတဲ့သူစိတ်ဝင်စားတဲ့သူဆက်ပြီးတော့လေးလာကြားစီခြင်းလေလို့ပြောရင်တော့ဒါအဆုံးသတ်လိုက်ပါရစေ။အားလုံးကျေးဇူးတင်ပါတယ်။